Kenya. The cows issue. Man of God, what you are saying. ကဲတူမကရောခင်ညာကနဲ့လာတာဖြစ်ပါတယ်ရေချောဖြစ်ပါတယ်ပရိုဖက်ကတူမကိုပြောတာကနွားပြက်တနာရှိတယ်လို့ပြောတာဖြစ်ပါတယ်ပရိုဖက်ပြောတဲ့နွားပြက်တနာရှိတယ်ဆိုတာဟုတ်ပါတယ်တဲ့ My husband didn't pay the dowry and my father was annoyed ကျမမြူတာက ကျမအဖေကိုကွန်ဖိုနွားတောင်းတာ မပေးတဲ့အတွက်အဖေကစိတ်မချမ်းသာဘူး Since then we are not happy with my husband until we separated ဆိုတော့တမရိုနေအောင်အိမ်ထောင်တော့ပြုတ်ထားတယ်ဒါပေမဲ့အိမ်ထောင်ကตายမှုမရဘူးနောက်ဆုံးမှာအိမ်ထောင်ကွဲတော့ပါတယ် The agony on your heart is marriage It is true man of နေ့နှလုံးသားမှာအယံနာကျင်နေတာကတော့အိမ်ထောင်ရေးပြဿနာပဲလို့ prophet ကပြောတော့မှန်ပါတယ်တဲ့ God I have pain in my heart တမနှလုံးသားနာကျင်ပါတယ်တဲ့အိမ်ထောင်ကွဲတဲ့အတွက်နှလုံးသားနာကျင်တာဖြစ်တယ် about my marriage they told him okay if you cannot pay 6 cows okay pay the 4 cows တို့ကနင်တို့ကိုပြောပါတယ်ကွန်ဖို့နွား6កောင်မပေးနိုင်ဘူးဆိုရင်လဲ6កောင်တော့ပေးပါလို့တို့ကနင်ကိုတောင်းနေတာနင်တို့ကိုတောင်းနေတာဖြစ်ပါတယ်တန်လို့ I don't have money about ဒါပေမဲ့နင်တို့ကငါတို့မှာပဲစာမရှိဘူးလို့ပြန်ဖြေတယ် Six cows it is true I can proper ပြောတဲ့နွား6កောင်တောင်းနေဆိုတာမှန်တယ်ဆိုတာကိုကျွန်မဝန်ခံပါတယ် Some it is true because I was married with my husband and then every time I tell my husband let's go home when I go home my father always tells me Rachel you are married and uh, your husband has not paid diary တော်တမတော်အတောင်ပြုတ်ပြေးတဲ့နောက်မှာအဖေမေရှိကိုမကြမကြပြန်လာဖြစ်ပါတယ်အဖေရှိကိုရောက်သွားတိုင်းမှာအဖေကပြောတယ်အေးငါတမီး နင်တို့နေရောက်ကအင်ထောင်ပြုတ်ပြီးပြီဒါပေမဲ့နင်တို့ကငါ့ကိုအခုတိတိကုန်းဖို့မပေးသေးဘူးလို့အဖေကပြောပါတယ် Go and tell him to pay 6000 or 4နင်ယောက်ကြောက်တော့ပြောပါကုန်းဖို့နွား6កောင်မပေးနိုင်ဘူးဆိုလို့ရှင်နွား4កောင်ပေးပါလို့နင်ယောက်ကြောက်ကိုပြောပေးပါ If, even if it is not much than that, let him bring anything to me အကေရွေးနှစ်ယောက်ကြာကအစမပြေလို့နော်ကလေးကောင်မပေးနိုင်ဘူးဆိုရင်လည်းငါရှိကိုတခုခုနော်ကွန်ဖူနဲ့ဆိုင်တဲ့အရာတခုခုတော့ယူလာပါလို့နှစ်ယောက်ကြာကိုပြောပါ When I go back and tell my husband about that every time he started being angry we fight ကျမအိမ်ပြန်ပြီးမှအမျိုးသားကိုပြောပြတဲ့အခါမှာအမျိုးသားက ဝမ်းမခံဘဲနဲ့စိတ်ဆိုးပါတယ်အဲ့ဒါကြောင့်ကျမတို့လင်မယားရန်ဖြစ်တာပါ it came up a time when we separated နောက်ဆုံးကျမတို့လင်မယား क्वे တော့ပါတယ် so i had to struggle with my children အဲ့ဒါကြောင့်ကျမကကလေးနေတဲ့အဲဒီအိမ်ထောင်ရေးမှာအရန်ကိုဆင်းရဲဒုက္ခရောက်ပါတယ် visiting them. I'm praying, man of God, to pray for my family. That I can reconcile with my husband again. ကျမအမျိုးသားနဲ့ပြန်လဲတင်းမြတ်ချင်ပါတယ် The biggest agony you have is this marriage နင်းဘွားမှာအကြီးမဆုံးကြုံနေရတဲ့ပြဿနာကတော့နှလုံးသားဒီအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးမှနှလုံးသားနာကျင်တာအဲ့ဒါဟုတ်ပါတယ် Es que engolfo ese cerecho from Kenya. Yeah. She is my sister. She is your sister. Yeah. โอเคตะกะจมรุมောင်นมะบาเด้เนี่ยมาหุบบาเด้เด้ That's from Kenya receiving deliveries ไม่สิรุดินี่บาราเปลี่ยนเด้วิดีโอไฟล์ตุตุเล่ก็တော့ဒီมาปี้ซ้องไปဖြစ်ပါတယ်ตมะจ้างษาแท้มาเนาะแม้มายูได้คามา ကွန်ဖိုးပေးတာကိုဂျူးလူမျိုးတွေရဲ့ယာဇဝင်ထဲမှာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ကျွန်တော်တို့တိုင်းရင်းသားတွေကျွန်တော်တို့လီဆူတို့ကချင်တို့တောင်ပေါ်တိုင်းရင်းသားတွေရဲ့ယာဇဝင်မှာပဲလေမိမယူတဲ့အခါကွန်ဖိုးပေးကြရတာဖြစ်ပါတယ်အာဖရိကနိုင်ငံတွေမှာလည်းပဲမိမယူတဲ့အခါမှာမိမရဲ့မိဘတွေကိုကွန်ဖိုးဆိုမှာပေးရတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့က ငငယ်ကလေးကနေကြီးပြင်းလာတဲ့အထိပြုစုပြုထောင်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ဒါမဲ့ယခုခေတ်လူတွေကအဲ့ဒါကိုကောင်းမှုစွာမလိုက်လျှောက်တဲ့အခါမှာမိဘတွေကစိတ်မချမ်းသာဘူး။မိဘတွေကစိတ်မချမ်းသာတဲ့အခါမှာအိမ်ထောင်ပြုတ်သွားတဲ့တာဒမီတွေဟာမင်္ဂလာကိုမရဘူး။တာဒမီရရင်လဲဆင်းရဲတာဖြစ်တယ်။အိမ်ထောင်ကျရင်လဲဆင်းရဲတာဖြစ်တယ်။ ။ဘာဖြစ်လို့လဲဆိုတော့မိဘတီကနဲ့ပေးလာတဲ့ကောင်းကြီးကို သူတို့မရတဲ့အတွက်ဖြစ်ပါတယ်။ဒါကြောင့်ဒီဖျားတခင်နှုတ်ကပတ်တော်ဟာမှန်ကန်နေတာဖြစ်တယ်ဗောနော်။ဆိုတော့ကေရွေအွန်လိုင်းထဲမှာမိမတော့ယူပြီးမှကုန်းဖို့မပေးခဲ့ဘူး၊ကိုယ့်ရဲ့အင်တာမမကောင်းစားဘူးဖြစ်တယ်ဆိုလို့ရှင်ဒါကမိဘတွေကိုကုန်းဖို့မပေးခဲ့တဲ့အတွက်ရောက်ကတိရောက်ကမကိုမယူမသိကုန်းဖို့မပေးတာဖြစ်တဲ့အတွက်ကို့ဘွားမှာကောင်းကြီးမရပဲ ဆင်းရဲဒုက္ခကြုံနေတယ်ဆိုတာကိုသိယုံတာမကဒီကျင့်ချင်းအမင်္ဂလာကိုဖေရှားနိုင်ဖို့ကတော့ယောက်ကတိယောက်ကမရှိမှသွားပြီးမှကုန်ဖို့ပေးမယ်တတ်နိုင်တဲ့လောက်ပေးပြီးမှယေရှုတုံ့ပြန်မယ်ဆိုလို့ရှိရင်သူတို့ကတာဒမီပေါ်မှာကောင်းကြီးပေးလာတဲ့အခါမှာအဲ့ဒီကောင်းကြီးဟာဘုရားသခင်ဂရိတော်လာတဲ့အတိုင်းတက်ရောက်မှာဖြစ်တယ်ကောင်းကြီးတက်ရောက်လာမှာဖြစ်တယ်ဆိုတာကိုဘုဒ္ဓရာဖြစ်တင်ပေးလိုက်ပါတယ်ခင်ဗျာ thank you